္ဂလာညချမ်းလေးပါရှင်။နိုဝင်ဘာလ19ရက်နေ့အတွက်မြို့တော်ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့ရင်းလွယ်လယ်ထုံးပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့အာနာသိစစ်တပ်တပ်ဖွဲ့ဝင်2ဦးပြစ်ခတ်တိုက်ခိုက်ခံရပြီးတအူးသေဆုံးကတအူးကိုဒဏ်ရာတွေနဲ့အတူဖမ်းဆီးရမိတဲ့သတင်း။မော်ရမာစစ်ကောက်မရှင်တပ်ကလူငယ်တွေကိုအဓိကပေါ်တာဆွဲဖမ်းဆီးနေပြီးလူငယ်တအူးကိုလည်း PDL လို့ဆိုကဖမ်းဆီးထားတဲ့သတင်း။ လဲကူးမျိုးနယ်ဇေယျကွင်းအုပ်ချုပ်ရေးမှုရုံးမိုင်းခွဲခံရတဲ့တဲ့ရခိုင်နဲ့မလေးရှားကိုပို့ဆောင်မဲ့ကျပ်120ဘီလီယံတန်ဖိုးရှိမူရေးဆေးဝါးများဖန်ဆီးရမိကြောင်းစစ်ကောင်မရှင်ထုတ်ပြန်တဲ့တဲ့ကျုံမြုံမျိုးမရေစခန်းကအုပ်ချုပ်ရေးမှုတွေကို ချော့ခေါ်ကဖန်ဆီးငွေညှစ်တဲ့တဲ့စောမျိုးနယ်မှာ WY စိတ်ကြွယူသူဆေးပြားများကိုတိုင်းတုံ့ဆဲပြီးဖြံပြူရောင်းချသူအပါအဝင်၅ဦးကိုတော်လိုင်းရေးတပ်ဖွဲ့တွေကဖမ်းဆီးတဲ့တဲ့ အင်ဗီရောညားချစားပွဲကို sorry အင်ချစ်မင်းသားနဲ့အတူရော်နယ်ဒိုတက်ရောက်တဲ့တဲ့တရုတ်နိုင်ငံရဲ့တတိယမြောက်လေးရင်တင်သင်းမောက်ကိုပထမအကြိမ်လေးကျင်းမှုပြုလုပ်တဲ့တဲ့အစရှိတဲ့သတင်းလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့အာနာဒင်းစစ်တပ်တပ်ဖွဲ့ဝင်နှစ်ဦးပြစ်ခတ်တိုက်ခိုက်ခံရပြီးတအူးတေဆုံးကတအူးကိုဒဏ်ရာတွေနဲ့အတူဖမ်းဆီးရမိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ မကွေတိုင်းမြိုင်မြို့နယ်မှာနှွေမာလာ19ရက်နေ့ဒီကနေ့မနက်၈နာရီဝန်းကျင်ခန့်ကအာနာသိန်းစစ်တပ်တပ်ဖွဲ့ဝင်တွေပြစ်ခတ်တိုက်ခိုက်ခံရကစစ်တပ်ဘက်မှတပ်ဦးသေးဆုံးပြီးတပ်ဦးထိခိုက်ဒဏ်ရာရကဖမ်းဆီးရမိခဲ့တယ်လို့မြိုင်ပကဖကဒီကနေ့မနက်ပိုင်းမှာသတင်းထုတ်ပြန်ထားပါတယ်။မြိုင်မြို့နယ်မြိုင်ဆက်မှုနှစ်မှာဘေးပတ်ဝန်းကျင်နေရာတွေကိုခိုးဝက်လူရပ်ဖို့အတွက်ထွက်လာပြီးစစ်ကောင်မရှိတပ်ဖွဲ့ဝင်2ဦးကိုတော်လှန်ရေးတပ်ဖွဲ့တွေကရိတ်ခါတွေနဲ့အတူတွေ့ရှိတာကြောင့်ပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့သိရှိရပါတယ်။ ကြက်ခတ်တိုက်ခိုက်မှုအတွင်ထိခိုက်ဒဏ်ရာရပြီးဖန်စီယာမိခဲ့တဲ့တပ်သားကို ကောင်းမွန်စွာစေကူသားမှုပေးထားကအဆိုပါတပ်သားထံမှ MA1 တလက် G483 တောင်း GA6 ခုနဲ့ကျန်အသုံးဆောင်ပစ္စည်းတွေသိမ်းဆည်းရမိခဲ့တယ်လို့သိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမြိုင်ပကဖဂိုဘရာသာတပ်ဖွဲ့နဲ့အညာမြေတပ်ပေါင်းစုတို့ကအတူတကွပူးပေါင်းဆောင်ရွက်ခဲ့တာလို့သိရှိရပါတယ်။မြိုင်မျိုးနယ်အတွင်းမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးအထိနာနေတဲ့စစ်တပ်တပ်ဖွဲ့ဝင်တွေက ြည်သူတွေကိုပြစ်မှတ်ထားကလေးဆောင်တိုက်ခိုက်တာတွေအပြင်လက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်တာတွေနဲ့ကြီးပါတွေအတွင်းကိုစစ်ကြောင်းထိုးဝင်ရောက်ခါပြည်သူနေအိမ်တွေကိုမိရှို့ဖျက်ဆီးတာတွေလည်းရှိတယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ12ရက်နေ့ကလည်းညိုင်ဆက်မှုနဲ့တက္ကသဆက်ယုံမှ ထွက်လာတယ်။အင်အား200ခန့်ပါစစ်တပ်စစ်ကြောင်းကတရက်ကံပြည်ွာမှာဆက်မှုနှစ်ကိုအလာမှာဖမ်းဆီးခဲ့တဲ့ပြည်သူ၅ဦးထဲမှာအသက်၄၀နှစ်အရွယ်အမျိုးသမီးတအူးနဲ့အသက်၅၂နှစ်အရွယ်အမျိုးသားတအူးတို့ကို ဝပုတ်ကြီးရွာအရှိဘုံကြီးကျောင်းအနီးမှာညှင်းပန်းနှိပ်စက်ပြီးတက်ဖြတ်ခဲ့တယ်လို့သိရှိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့မုံရွာမှာစစ်ကောမရှင်တပ်ကလူငယ်တွေကိုအဓိကပေါ်တာဆွဲဖမ်းဆီးနေပြီးလူငယ်တအူးကိုလည်း PDL လို့ဆိုကဖမ်းဆီးထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းမုံရွာမြို့မှာစစ်ကောမရှင်တပ်ကလူငယ်တွေကိုအစည်းအကြောင်းပြဝင်ရောက်စစ်ဆေးကပေါ်တာဆွဲဖမ်းဆီးနေပြီးလူငယ်တအူးကိုလည်း PDL ဆိုတဲ့ဆွဆွဲချက်နဲ့ဖမ်းဆီးသွားတယ်လို့သိရှိရပါတယ်။ နွေမာလာ၁၈ရက်နေ့မနက်အစောပိုင်း၂နာရီခန့်ကစက်မှုဆောင်ထန်တော်ရက်ကကံပတ်လန်ကနေအိမ်တလုံးကိုစစ်ကောင်မရှင်တက်ကနေအိမ်တကားတွေဖျက်ဆီးဝင်ရောက်ခါလူငယ်တအူးကို PDF ဆိုတဲ့ဆွဆွဲချက်နဲ့ဖမ်းဆီးခဲ့တယ်လို့သိရှိရပါတယ်။အိမ်ကိုအရင်ဝိုင်းတာပြီးမှချန်တကားကိုသူတို့ဘာသာဖျက်ဝင်တာအိမ်ထဲကိုဝင်ပြီးကိုပြည့်စုံကိုခေါ်သွားတာ PDF ဆိုပြီးအဲ့လူကတန်မှန်တန်တကားလောက်တာပါ PDF နဲ့ပတ်သက်မှုရှိမရှိတော့မသိဘူး။ ရက်ွက်ထဲမှာလည်းအနေအေးပါတယ်လို့ဒေသခံတအူးကပြောဆိုထားပါတယ်။ဖန်းစည်းခံရသူကိုပြည့်စုံအသက်16နှစ်ကိုစစ်ကောမရှိအတက်ကအင်အား20ကျော်တုံးကဖမ်းဆီးခဲ့ပြီးလက်ထိတ်ခတ်ကခြေချင်းခေါ်သွားတယ်လို့သိရှိရပါတယ်။လက်ထိတ်တန်းခတ်ပြီးခေါ်သွားတာသူ့အိမ်ကလူတွေတားတာကိုဝင်မပါနဲ့မနှက်မလိုက်ခဲဆိုပြီးခေါ်သွားတာတော့ရအောင်ကိုခေါ်သွားပြီးစစ်နေတယ်ပြောတယ်လို့ဒေသခံတအူးကပြောဆိုထားပါတယ်။စစ်ကောမရှိအတက်ကမုံရွာမြို့ပေါ်မှာလှည့်ကင်းလှည့်က လူငယ်တွေကိုလိုက်လံပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေတယ်လို့သိရှိရပြီးဖမ်းဆီးခံရသူတွေဟာအသက်20ဝန်းကျင်အရွယ်အများဆုံးဖြစ်နေတယ်လို့သိရှိရပါတယ်ရှင်တတိယသတင်းတဘောအနေနဲ့လဲကူးမြို့နယ်ဇီရကွင်းအုပ်ချုပ်ရေးမှူးရုံးမိုင်းခွဲခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရန်ကုန်တိုင်းလဲကူးမြို့နယ်ရှိစစ်ကောင်မရှင်လောက်ခံဇီရကွင်းအုပ်ချုပ်ရေးမှူးရုံးကိုတော်လိုင်းရေးတပ်ဖွဲ့တွေကပြင်းအားမြင့်မိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ရန်ကုန်အာမီအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာလ18ရက်နေ့ညနေ6:00နာရီအချိန်ခန့်ကလဲကူးမြို့နယ်တဲရှိစစ်ကောက်မရှင်လာအောက်ခံဇီယကွင်းအုပ်ချုပ်ရေးမှုရုံးကိုမိုင်းနှလုံးဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ရာပြူစော်တီ2ဦးထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ထုတ်ပြန်ချက်အရသိရှိရပါတယ်။ညနေဆောင်ကြီးဖြစ်တာ ပောက်ကွဲတံကပြင်းနေပြူစော်တီ2ဦးတော့လေပေါ်မြောက်တက်သွားတယ်။ဒဏ်ရာအတော်လေးပြင်းနေကြတယ်။ကျန်တဲ့သူတွေလည်းအသေးအတန်ပြေးကြတယ်လို့အမည်မဖော်လိုသူတဦးကမြို့တော်ကိုပြောဆိုထားပါတယ်။ အဆိုပါဖောက်ခွဲတိုက်ခိုက်မှုကိုရန်ကုန်အာမေအဖွဲ့နဲ့အတူအနောက်ပိုင်းခရိုင်ပကဖားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့သိရှိရပါတယ်။ဒါအပြင်အဆိုပါအုပ်ချုပ်ရေးမှုရုံးဟာပြည်သူတွေအပေါ်စစ်မှုထမ်းကြေးကောက်ခံရုံသာမကအတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးတာတွေပြုလုပ်တဲ့အပြင်ယခုလာမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမဲဆွဲပွဲတွေလည်းဖိအားပေးပြုလုပ်နေတယ်လို့သိရှိရပါတယ်။ဒါအပြင်ရန်ကုန်အာမေမျိုးပြပျောက်ကြားတပ်ဖွဲ့ကစစ်ကောင်မရှင်ရဲ့ပြစ်မှတ်တွေနဲ့အခုလိုတရားမဝင်ရွေးကောက်ပွဲပြစ်မြောက်ရေးကို အားကျုံမှန်တက်လှုပ်ဆောင်နေတဲ့စစ်ကောင်မရှင်အလောက်ခံတွေကိုယခုလိုတိုက်ခိုက်ချေမှုန်းသွားမှာဖြစ်တယ်လို့လည်းပြောဆိုထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရခိုင်နဲ့မလေးရှားကိုပို့ဆောင်မဲ့ကျပ်120ဘီလီယံတန်မှုရှိမူရည်စေဝါတွေဖန်ဆီးရမိကြောင်းစစ်ကောင်မရှင်ထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရခိုင်ပြည်နယ်နဲ့မလေးရှားနိုင်ငံကိုပို့ဆောင်မဲ့ကျပ်120ဘီလီယံခန့်တန်မှုရှိ ice မူရည်စေဝါ4000ကီလိုဂရမ်နဲ့အတူ ခွေးဆက်တရခန်တွေကိုဖမ်းဆီးရမိကြတယ်လို့စစ်ကောမရှင်ကထုတ်ပြန်လိုက်ပါတယ်။လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့သတင်းရယူဖော်ထုတ်ချက်တွေအရ2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့ညပိုင်းမှာ AR တိုင်းဒေသကြီးပသိမ်မြို့နယ်တရကွန်းစေအိုးဘိုရက်ကန္နာလန်ဂူရာအမှတ်19ရှိမြောက်ခန့်အတွင်တူဝက်ထိမ့်သိမ်းထားတဲ့ရခိုင်ပြည်နယ်နဲ့မလေးရှားနိုင်ငံကိုပို့ဆောင်မဲ့မြူရီစေဝါကျပ်120ဘီလီယံခန့်တန်ဖိုးရှိ ICE မြူရီစေဝါ4000ကီလိုဂရမ်နဲ့အတူ A အဖွဲ့ကထောက်ပံ့ရေးတာဝန်ခံခင်ထွန်းနဲ့ပတိန်မြို့ကမူရည်စေဝါးတွေထိမ့်သိမ်းပေးသူလာမင်းခန်းတို့နှစ်ယောက်ကိုဖမ်းဆီးရမိခဲ့တယ်လို့ဆိုထားပါတယ်။ဖမ်းဆီးရမိတဲ့တရားခံနှစ်ယောက်ရဲ့ဖော်ထုတ်ချက်အရဆက်ဆက်တရားခံတွေဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာတရားခံအမျိုးသား24ယောက် MA4 A1 တနက်တလန်ပစ္စတိုနှစ်လက်နဲ့ကုန်တင်သင်္ဘောနှစ်စင်းကိုထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။အလားတူတာချီလေးမြို့နယ်အားဝေခေါ်ရှောက်ထန်ခေါ်တမ်းမောင်ဖမ်းဆီးရန်ကြံနေ ဝဟန်းကြီးပါနီတာကိုဖန်စီရန်ကျန်တို့ကလိုင်းလင်ခရိုင်ကြီးတီမြို့နယ်ဝဟန်းဒေသမှာထွက်ရှိတဲ့မြို့ရေးစေဝါတွေကိုဒီလမ်းမျိုးစုံနဲ့ပသိမ်မျိုးကိုပို့ဆောင်ပေးခဲ့ရာပသိမ်မျိုးရှိ မောင်ငယ်ပိုင်ဆိုင်နေကန္နာလန်ဂိုရောင်အမှတ်19မှာခိတထိန်ထိန်သူဝက်ခါမောင်ငယ်နဲ့အဖွဲ့ကမလေးရှားနိုင်ငံ AA အဖွဲ့ရဲ့ထောက်ပံ့ရေးတာဝန်ခံခင်ထွန်းတဲ့အဖွဲ့ကရခိုင်ပြည်နယ်ကိုပို့ဆောင်မှုစီစဉ်နေချိန်မှာဖော်ထုတ်ဖန်စီရမိခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်အရာသိရှိရပါတယ် စစ်ကောင်မရှင်ဟာအေအေကိုမွေးရေးစေဝါနဲ့ပတ်သက်ဆက်နွယ်နေကြောင်းမကြခဏပုံဖော်နေတာကိုလည်းတွေ့ရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကျုံမျောမြို့မရဲစခန်းကအုပ်ချုပ်ရေးမှုတွေကိုချော့ခေါ်ကဖမ်းဆီးငွေညှိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ARD တိုင်းကျုံမျောမြို့နယ်မှာကြီးရွာအုပ်ချုပ်ရေးမှုတွေကိုစစ်ကောင်မရှိရဲတပ်ဖွဲ့ကကျုံမျောမြို့မရဲစခန်းကိုလိမ့်လည်ခေါ်ယူပြီးဖမ်းဆီးကတအူးကို45ဒိန်းနဲ့ပြန်ရွေးခိုင်းခဲ့တယ်လို့သိရှိရပါတယ်။ နိုဝင်ဘာလ14ရက်နေ့ကကျုံမြော်မြို့နယ်ကျုံတတိအနီးဘော်ရွှဲအုပ်စုတွေကပေါင်းစုကြီးကြီးရွာအုပ်ချုပ်ရေးမှုအပါအဝင်ကြီးရွာရှိရွာကအုပ်ချုပ်ရေးမှုတွေကိုကျုံမြော်မြို့မှာရေစခန်းကလေယာကိစ္စပြောစရာရှိလို့ဆိုကရုံးခန်းမှာထိုင်ခိုင်းခဲ့ပြီးဖန်စီချုံနာကငွေနဲ့ရွေးခိုင်းခဲ့တယ်လို့သိရှိရပါတယ်။လေယာကိစ္စပြောဖို့ရှိလို့ဆိုပြီးတော့ခေါ်တော့သူတို့တွေသွားကြတာအုပ်ချုပ်ရေးမှုရှိရအောင်လို့ကြတော့ရဲမေတူရဲအုပ်ကအကုန်ဖမ်းဆိုပြီးအမိန်ပေးဖမ်းခိုင်းတာ။ ီးတော့မိသားစုကိုငွေ45သိန်းစီနဲ့ရွေးခိုင်းတယ်လို့ကျုံမြုံမျိုးမရဲစခန်းနဲ့နှိဆက်သူတအုပ်ကပြောဆိုထားပါတယ်။ဖန်ဆီးခံရသူအုပ်ချုပ်ရေးမှူးတွေရဲ့ကြီးရွာတွေကညီယာချင်းငွေတွေနဲ့ပတ်သက်ပြီးအကျွေးမဆက်ခဲ့တာကြောင့်အုပ်ချုပ်ရေးမှူးတွေကိုလိန်လေခေါ်ယူကဖန်ဆီးငွေတောင်းခဲ့တာလို့သိရှိရပါတယ်။သူတို့ရွာတွေကလေယာချင်းငွေတွေကိုပြန်မဆက်ကြဘူး။အဲဒါကြောင့်အုပ်ကြီးတွေကိုဖန်ပြီးရဲကငွေညစ်တာလို့ဒေသခံတအုပ်ကပြောဆိုထားပါတယ်။ ဖန်ဆီးခံရသူအုပ်ချုပ်ရေးမှုတွေကိုတယောက်45သိန်းပေးမှပြန်လွှတ်ပေးခဲ့တယ်လို့သိရှိရပြီးတောင်သူတွေဟာလာစဉ်စစ်မှုထမ်းခြေတအိမ်အောင်9000ပေးနေရပြီးစာဝတ်နေရေးပါခက်ခဲလာတာကြောင့်ချင်းငွေမဆက်နိုင်မဖြစ်နေတယ်လို့သိရှိရပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စောမြို့နယ်မှာ WY ပန်းရောင်စိတ်ကြွယူသူစီပြကိုရိုင်းသုံးဆွဲပြီးဖြန့်ဖြူးရောင်းချသူအပါအဝင်၅ဦးကိုတော်လည်ရေးတပ်ဖွဲ့တွေကဖမ်းဆီးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ကွေတိုင်းကံကောခရိုင်စုံမြို့နယ်မှာ WY ပန်းရောင်စိတ်ကြွယူသူစေများကိုဖြန့်ပြူရောင်းချနေသူအပါအဝင်အပေါင်းပါ9ဦးကိုစုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဖမ်းဆီးခဲ့တယ်လို့သိရှိရပါတယ်။နိုဝင်ဘာလ16ရက်နေ့ည10:00နာရီအချိန်ခန့်ကစုံမြို့နယ်လုံခြုံရေးအတွက်အော်တိုဘာလ31ရက်နေ့စီကံထုတ်ပြန်ချက်အရစုံမြို့ဘော်ကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကအေဂျင်စစ်ဆေးမှုတွေပြုလုပ်စဉ်ဈေးရရက်ကအင်ရှင်ဦးမြင့်စွေရဲ့နေအိမ်မှာငားရနေထိုင်နေဦးမြင့်နိုင်ဆိုသူကို အပေါင်းပါတွေနဲ့ဖဲရိုက်နေစဉ်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်။အဖမ်းခံရတာတဲ့အိမ်ငားတဲ့သူကရခိုင်ပြည်ဘက်ကလာတာစိတ်ကြွဆေးပြားတွေရာကျော်ဖမ်းမိတာလို့ကြားတယ်။သူနဲ့အတူဖဲကစားနေတဲ့အမျိုးသား၃ဦးရောပြည်ထစာမင်္ဂလီရောအဖမ်းခံရတာလို့တော်လိုင်းနဲ့လိဆက်သူတဦးကပြောဆိုထားပါတယ်။အဆိုပါစောမျိုးပေါ်မှာမူးယစ်စေးတုံးဆဲတဲ့သတင်းတွေပြန့်နှံ့နေတဲ့အပြင်ဂံငောခရိုင်မြို့နယ်အတော်များများမှာမူးယစ်စေးဝါတုံးဆဲတဲ့အမှုတွေကလည်းမကြာခဏဖြစ်ပွားနေတာကြောင့် စောမျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအရေးပေါ်စီကံချက်တွေထုတ်ပြန်ထားပြီးမကြခင်ပါပဲအခင်းဖြစ်ပွားရအိမ်ဟာလူအဝေးအထွက်များတယ်လို့သတင်းကြားတာကြောင့်သွားရောက်စစ်ဆေးစဉ်ယခုလိုမူရစ်စေဝါတွေကိုဖြန့်ဖြူးရောင်းချတုံးဆွဲနေတဲ့ဥမြင့်နိုင်တဲ့အတူရခိုင်အမျိုးသားတော်ဘူးပြည်ထစာလုပ်ငန်းလုပ်ကိုက်သူမတ်နေဂျီနိုင်တို့ကိုဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်အဆိုပါအိမ်ငါးနေထိုင်တဲ့ဥမြင့်နိုင်ရဲ့ဇာတိဟာရခိုင်ပြည်နယ်မြောက်ဦးမြို့နယ်ကဖြစ်ပြီး ၎င်းနဲ့အတူ WY ပန်းရောင်စိတ်ကြွယူသူဆေးပြာ385ပြားငွေစေဝါ30ရက်နေရာမှာအသုံးပြုတဲ့ခဲပြား2ပြား၊ရှူကောက်3ခု၊အကြောသွင်းပိုက်တစ်ချောင်း၊ဓမြောင်တလက်၊ကြောက်ကြားဝှစ်ုံနှစ်ထည်၊လိတ်သုံးကောင်အမျိုးသားကာမစေးတကန်နဲ့အိတ်ဆေးပြားလို့ယူဆရတဲ့ဆေးကက်ဆေးကက်တို့ကိုတိတ်စီရမိခဲ့တယ်လို့သိရှိရပါတယ်။ဒါအပြင်၎င်းနဲ့အတူဖဲကစားနေတဲ့အပေါင်းအပါ၄ဦးထံကလည်းငွေကျပ်၄သိန်း6,6500အပါအဝင်လက်ကင်ဖုန်း၅လုံး၊ပါဝါဘတ်တစ်လုံး 125ဆိုင်ကယ်တစ်စီးဖဲရုတ်6ထုပ်တို့ကိုတိတ်စီရမိခဲ့တယ်လို့သိရှိရပါတယ်။ယခုလက်ရှိအနေအထားအရတော့ WY ပန်းရောင်စိတ်ကြယူသူဆေးပြားတွေကိုကိုယ်တိုင်သုံးဆွဲရုံသာမကဖြန့်ဖြူးရောင်းချနေတဲ့တရက်ခန့်မြင့်နိုင်နေ။အပေါအပါလေးဦးကိုစောမြုံနယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ကဖမ်းဆီးထိန်သိမ်းကလိုအပ်တဲ့စစ်ဆေးအရေးယူမှုတွေဆက်လက်လှုပ်ဆောင်စေဖြစ်တယ်လို့ရောလင်းနှမတာဝန်ရှိသူကိုအောင်ကြီးကပြောဆိုထားပါတယ်ရှင်။ နောက်ထပ်သတင်းတပုတ်အနေနဲ့အင်ဂျီရောညစာစားပွဲကို sorry အင်ရှင်မင်းသားနဲ့အတူရော်နယ်ဒိုတက်ရောက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။နာမည်ကျော်ဘောလုံးသမားခရစ်စတီယာနိုရော်နယ်ဒိုဟာ sorry အင်ရှင်မင်းသားမိုဟာမက်ဘင်ဆိုင်မန်နဲ့အတူအင်ဂျီရောညစာစားပွဲကိုအင်္ဂါနေ့ညကတက်ရောက်ခဲ့ပါတယ်။ sorry ဘောလုံးလီမှာအဓိကအခန်းကဏ္ဍကပါဝင်နေတဲ့ရော်နယ်ဒိုကိုအက်ခံရတာဂုဏ်ယူစရာလို့အခမ်းအနားမတိုင်မီထွန်းကပြောပါတယ်။ ကျွန်တော်သားကရိုနယ်ဒိုရဲ့အမကပြိသက်ပါလို့ထွန်းကညစာစားပွဲမှာပြောဆိုခဲ့တာပါရိုနယ်ဒိုဟာအင်ရှင်မင်းသားလက်ထက်မှာ sorry အာရေဗျာရဲ့အာကစားနဲ့ခရီးသွားကဏ္ဍခင်မီဖွံ့ဖြိုးတိုးတက်ရေးမှာအထူးကပါဝင်နေပါတယ်ဘီဆင်မဟာအာကစားနဲ့ခရီးသွားလုပ်ငန်းအပါအဝင်အခြားနယ်ပယ်တွေကိုကွဲပြားစွာတိုးချဲ့နေပြီးရေနံဝင်ငွေအပေါ်မှီခိုမှုကိုလျှော့ချလိုပါတယ်ရိုနယ်ဒိုအင်ပီရိုကိုလာရောက်တာဟာ2016ခုနှစ်နောက်ပိုင်း အမေရိကန်ကိုပထမဆုံးအကြိမ်လာရောက်လဲပတ်မှုတွေထဲကတစ်ခုဖြစ်ပါတယ်။ညစာစားပွဲကိုရော်နယ်ဒိုတက်ရောက်မယ်လို့အင်ဂျူရောတာဝန်ရှိသူတွေကအစောပိုင်းမှာအတည်ပြုခဲ့ပေမယ့် Sorry ကိုစလဲအခွဲမှာတရားဝင်ပါဝင်ခြင်းရှိမရှိကိုမပြောထားပါဘူး။ Trump ကတော့ Sorry အာရေဗျားနဲ့ပုံမိုနီးကပ်တဲ့ဆက်ဆံရေးကိုချီးကျူးကုန်ပြုခဲ့ပြီး Sorry ဟာ NATO မဟုတ်တဲ့အဓိကမဟာမိတ်အဖြစ်သတ်မှတ်ခဲ့ပါတယ်။အင်္ဂါနေ့အစောပိုင်းမှာတော့ထွန်းဟာအင်ရှီမင်းသားနဲ့အင်ဂျူရောမှာတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ညနာစားပွဲမှာ နီးပညာဘီလီယနာအီလိုမန် Apple CEO တင်ကုတ်အပါအဝင်အခြားဩဇာကြီးမားတဲ့စီးပွားရေးခေါင်းဆောင်တွေတက်ရောက်ခဲ့ပါတယ်။ဧပြီလမှာထရန့်အစိုးရရဲ့အစိုးရစွမ်းဆောင်ရေးဌာန DOG အကြီးအကဲအဖြစ်ကနေနှုတ်ထွက်ပြီးနောက်ပိုင်းအီလိုမန်ဟာအင်ဗီရိုကိုပထမဆုံးအကြိမ်လာရောက်တာလည်းဖြစ်ပါတယ်။ထရန့်နဲ့တက်စလာတထေအီလိုမန်တို့အကြားပြင်းထန်တဲ့ရံမွေဟာလာပေါင်းများစွာလူသိရှင်ညာဖြစ်ပွားခဲ့ပြီးအီလိုမန်က နိုင်ငံရေးပါတီအသစ်တစ်ခုတည်ထောင်မယ်လို့ကြေညာခဲ့တာပဲဖြစ်ပါတယ်ရှင်နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့တရုတ်နိုင်ငံရဲ့တတိယမြောက်လေယာဉ်တင်သင်္ဘောကိုပထမအကြိမ်လေ့ကျင့်မှုပြုလုပ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။တရုတ်နိုင်ငံရဲ့တတိယမြောက်လေယာဉ်တင်သင်္ဘောဖြစ်တဲ့ဖူဂျီယန်ဟာတက်တော်ဝင်ပြီးတဲ့နောက်ပထမဆုံးအကြိမ်အဖြစ်စီးရေးလေ့ကျင့်မှုပြုလုပ်ခဲ့ကြောင်းတရုတ်နိုင်ငံရဲ့နိုင်ငံပိုင်မီဒီယာကဖော်ပြခဲ့ပါတယ်။အင်္ဂါနေ့မှာဖူဂျီယန်ဟာအခြားသင်္ဘောတွေနဲ့အတူ ပြည်လဲရေးကြောင်လေ့ကျင့်မှုတွေပြုလုပ်ခဲ့တာဖြစ်ကြောင်းရှင်းဝါသတင်းဌာနကသတင်းထုတ်ပြန်ခဲ့တာပါအဲ့ဒီသင်းမော့ဟာ TSC တက်လိုက်ပင့်ကူများတက်ဆင်ထားတဲ့တရုတ်နိုင်ငံရဲ့ပထမဦးဆုံးလေရင်တင်သင်းမော့ဖြစ်ပြီးအဲ့ဒီစနစ်ဟာသင်းမော့တွေကနေလေရင်တွေကိုအချိန်မြင့်ကလွတ်တင်ပေးတာမျိုးဖြစ်ပါတယ်လေတင်တင်မဘော်ကနေလေရင်အမျိုးအစားအစုံဟာစတင်ပြန်တန်းခြင်းနဲ့ဆင့်သက်ခြင်းလေ့ကျင့်ခန်းတွေပြုလုပ်ခဲ့ကြောင်းရှင်းဝါသတင်းဌာနကလည်းသတင်းထုတ်ပြန်ခဲ့ပါတယ် ဒါပေမဲ့ဘယ်အချိန်ဘယ်နေရာတွေမှာဒီလိုလေ့ကျင့်ခန်းတွေလုပ်ခဲ့တယ်ဆိုတာကိုတော့ရှင်းဟွာသတင်းဌာနကမဖော်ပြခဲ့ပါဘူး။တရုတ်ရဲ့စီးရီးတိုးတက်မှုကိုပြသဖို့ရည်ရွယ်ပြီးဒီစီးရီးလေ့ကျင့်မှုကိုပြုလုပ်ခဲ့တာလို့သုံးသပ်ရပါတယ်ရှင်။မြို့တော်ရဲ့နေစဉ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ထူးခြားတဲ့သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးမှာမို့မြို့တော်ရဲ့ Facebook page နဲ့ YouTube channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါ रे ပြည်သူများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပြီး ဆရာနာရှင်စနစ်ဆိုးလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝဘေးရနေအသက်သွင်းမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်အခွေသားများကစုမုံကောင်းတောင်းလိုက်ရပါတယ်ရှင်